စူပါရီချမ်းရင်ဆိုင်ရမယ်ရော့ချန်ရဲ့ရောက်ပါရှောင်းပွဲမရှိဘောင်စင်ကစားသမားဆန်ကတစ်ကဘလို့ကစားသမားမျိုးလဲပရိသတ်များလုံးဝမင်းလာများ234 sport ကနေပြန်လည်ကြိုးလိုက်ပါရင်စူပါရီချမ်းအတွက်လာမယ့်ပွဲမှာရင်ဆိုင်ရမယ့်ပြိုင်ဘက်ကနည်းနည်းရတော့မဟုတ်ပါဘူးဘောင်စင်ဘက်မှာရှယ်ချမ်းပြထားသူဖြစ်ပြီးအသက်အရွယ်ရရောလက်အရပါထိတ်တန်းစင်မှာရှိနေတာပါစူပါရီချမ်းဟာလာမယ့် Manchester City နေ့မှာကျင်းပပြုလုပ်သွားမယ်1 Friday 5 1အတွက်မှာထိုင်းနာမည်ကျော်ဘောင်စင်ကစားသမား စံကအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါရင်ကစားမနေဦးစလုံးအတွက်ပကိပောင်စင်မှာပထမဆုံးပွဲထွက်လာတာလည်းဖြစ်ပါရင်တခုရှိတာကစံကအသင်းကဘောင်စင်ကနေကိပောင်စင်ကစားတာဖြစ်ပြီးစူပါရီချန်ကတော့လက်ဝဲမွေတိုင်းကနေကိပောင်စင်ကစားတာဖြစ်ပါရင်အသက်20အရွယ်စံကအသင်းဟာကျေးစားကစားမပွားမှာမြန်မာအခေါ်အနောက်တိုင်းလက်ဝဲဘောင်စင်ကိုစုစုပေါင်း16ပွဲအထိကစားထားပြီးပွဲတိုင်းနိုင်ထားသူဖြစ်ပါရင်သူနိုင်ထားတဲ့ပွဲတွေကလည်းအလဲထိုးတွေတိုင်းပွဲရက်တွေဖြစ်ပြီးအမှတ်နဲ့ဆိုရင် anonymous နဲ့ပြည့်ပြည့်သားသားနိုင်ထားတာပါ ူက WBA Super Lightweight Champion ဖြစ်ပြီးအသက်ငယ်ပင်မဲ့အတွေ့အကြုံများပါတယ်။ဆန်ကာတင်ဟာရော့ထန်ရဲ့ဇနီးဖြစ်သူအန်ဂျာရဲ့အမောင်ဖြစ်ပါတယ်။ဆန်ကာတင်ဟာစုစုပေါင်းမွေချင်း16ယောက်ရှိပြီး17ယောက်ကတိုက်ခိုက်ရေးအင်္ဂစားပညာရှင်တွေဖြစ်ပါတယ်။မွေထိုင်းနဲ့ဘောင်းစင်မှာကျန်နေတဲ့သူတွေပါ။သူတို့ရဲ့ဖခင်ဖြစ်သူ Korean Nebran Rohan Go ကဘန်ကောက်မှာ The Lost Sock Nan Dan ကျင်းကိုဖွင့်ထားပြီးသားသမီးတွေကိုလေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။သားသမီးတွေကိုအခုလိုမျိုးတိုင်းခိုက်ရေးပညာသင်ကြားပေးတာကသူတို့ကိုလူရန်ကားတွေဖြစ်စေခြင်းလို့မဟုတ်ကြောင်းဖခင်ကအခုလိုရှင်းပြဘူးပါရင် ကျွန်တော်ငငယ်တော့ကတော်တော်မိုက်ခဲ့တာပါဗျာကျွန်တော်နဲ့မိုက်ပေါ်မိုက်ဖက်ဘောရာလေးလဲရှောကုန်ပါပြီကျွန်တော်သားတွေကတော့ယောက်ျားလေးဆိုတော့ပိုတန်ပါပြီကြန့်ခိုင်ပါတယ်မိန်းကလေးတွေကတော့တိတ်မတန်ပါပဲနီးစနစ်ပိုင်းကိုပိုလေးချင်းလို့ရပါတယ်ကျွန်တော်ကျွန်တော်ကလေးတွေကိုခပတ်တင်ယူထားနိုင်လို့ဂုံမီပါဘူးကျွန်တော်ဂုံတာကတို့ရဲ့ဘွားကိုရှင်တန်ဖြတ်တန်းပုံကပါတို့နိုင်သည့်ဖြစ်စေရှုံးသည့်ဖြစ်စေဂိမဆိုင်ပါဘူးတို့အကောင်းဆုံးစ조사ခဲ့ဖို့ပဲလိုပါတယ်အခွင့်အရေးသာပေးလိုက်ပါမိန်းကလေးတွေလည်းကလည်းအခမ်းအနားနဲ့ပြိုင်ဘက်တွေဖြစ်နိုင်ပါတယ်လို့ဆိုခဲ့ပူတာပါ မျိုးနယ်ယူနယ်ကိုတိုက်ခိုက်ရင်သမားကောင်းနေဖြစ်တာကြောင့်စံကောင်တစ်ကလည်းငငယ်ရွယ်နဲ့အောင်မြင်နေတာဖြစ်ပါရင်စံကောင်တစ်လို့ပေါင်းစင်ကစားမကိုလက်သီးချင်းသွားရှင်ထုံးရင်တော့ဆူနာလေးရေထဲလွတ်တယ်လို့မိချောင်းမင်းကိုရေကင်းပြတယ်လို့ဖြစ်နေမှာပါ ဝမ်ချမ်ပီယံရှစ်ကဒါကိုဘာလို့များစူပါရီချမ်းနဲ့ဆန်ကတစ်ကိုပွဲတည့်ပေးလိုက်လဲဆိုတာအခုလိုစဉ်းစားလို့ရပါတယ်ပထမချက်ကစူပါရီချမ်းရဲ့ဘောက်ဆင်စကေးကြောင့်ပါနောက်ဆုံးကစားခဲ့တဲ့ပွဲမှာစူပါရီချမ်းကလော်မီနီတာကွမ်ချမ်ပီယံတန်းကိုဘောက်ဆင်ကစားဟန်နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်စူပါရီချမ်းကခေါင်းငုပ်ပြီးပြိုင်ဘက်ကိုရှောင်ထွက်သွားတာလေးလက်သီးထိုးတာလေးလည်းတော်တော်ကောင်းခဲ့ပါတယ်ဒန်လိုဖိုင်တာမျိုးကိုအယုတ်ကျိုးပြက်ဖြစ်အောင်ထိုးပြလိုက်တာကအထင်ကြီးစားကောင်းပါတယ်ဝမ်ကသူ့လိုမျက်နှာသာပေးချင်တဲ့ဖိုင်တာတွေကိုပေးတွေးလို့ရှိပါတယ်အဲ့ဒီမှာနိုင်တဲ့ဖိုင်တာကအခွင့်အရေးကောင်းနေဆက်ရပါတယ်ဥပမာတန်းစင်ဆိုရင်ဝမ်ကဆူရီယန်လက်နဲ့ပေးတွေးပါတယ် နိုင်တဲ့ကစားသမားကကမ္ဘာအဆင့်ပွဲတွေဆက်ကစားခွင့်ရပါပါ။တန်းစင်ကရှုံးသွားခဲ့ပြီးဆူရီယန်လက်ကတော့ဂျပန်မှာကစားမယ့်ပွဲအတွက်ရွေးချယ်ခံလိုက်ရပါတယ်။စူပါရီချန်နဲ့ဆန်ကာတိတိုရဲ့ပွဲမှာလည်းနိုင်တဲ့ကစားသမားကလာမယ့်ပွဲတွေမှာအခွင့်အရေးပေးခံရဖို့များပါတယ်။ နောက်ပြီးဝမ်ကမြန်မာဖိုင်တာတွေတဲထိတ်တန်းအဆင့်မှာဒိုင်ကန်ထိုးတိုင်ပြီးတန်းဝင်မဲ့ကစားသမားတွေကိုရှာပွေးလျက်ရှိနေပါတယ်။ဒါကြောင့်လည်းမြန်မာဖိုင်တာတွေကိုတယောက်ပြီးတယောက်ပွဲပေးနေပြီးလုံပြနိုင်မဲ့သူကိုစောင့်နေတာပါ။စူပါရီချမ်းအနေနဲ့ဒီအခွင့်အရေးကိုအသုံးချနိုင်မှုလိုပါတယ်။မြန်မာပြည်သက်တကဆန်ကအတင်းနဲ့တွေ့တဲ့အတွက်စူပါရီချမ်းတော့သွားပြီလို့ပြောနေကြပါတယ်။တကယ်တော့အဲ့လိုမဟုတ်ပါဘူး။ဒါကထိတ်တန်းအဆင့်ကိုရောက်ဖို့အတွက်အခက်အခဲတွေကိုကြော်ဖြတ်ရတာမျိုးပါ။နောက်ဆုံးအနေနဲ့ပြောချင်တာကစူပါလက်ဟာတာခဲတို့ကိုလက်သေးချင်းရှင်ထုံးရင်မရပါဘူး။အကွာအဝေးထင်းကစားပြီးခြေကံချက်နေတဲ့အမှတ်ယူသွားခဲ့တာပါ။စူပါရီချမ်းအနေနဲ့အကောင်းဆုံးလုံပြနိုင်မယ်လို့ယုံကြည်ပါတယ်။ င်းအဖွဲ့ဝဲမှာဆုတင်ကိုဗားရမြန်ကြားရမြန်နဲ့ထိုးပြီးအမှတ်နဲ့ရှုံးပေမဲ့လက်ရည်မရှုံးခဲ့တဲ့စူပါရင်ချမ်းဟာလုံမဏီချမ်းပြန်တန်းကိုလည်းအလဲထိုးပြီးပါပြီ။စံကာအစ်ကိုသာထန်နိုင်ရင်တော့စာချုပ်ရဖို့နှိဆက်လာပြီလို့ဆိုရမှာဖြစ်ပါရင်စူပါရင်ချမ်းတရားလုံပြနိုင်မယ်လို့ယုံကြည်ပါရင်သူ့နောက်မှာမြန်မာပြည်သက်တွေအများကြီးရှိပါရင်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့ပါလဲအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။